ညဒီနေ့ချောကအချင်းမနာညာသေးတဲ့ရောက်နေတာပေါ့နော်ဘာစားမလဲလိုက်ရှာရင်လိုက်ရှာရင်နဲ့စိုင်းနံပါတ်73လေးတွေ့လို့ချောကဝင်စားကြည့်မှာပေါ့နော်ဘာစိုင်းလဲဆိုတော့သူထက်တာတဲ့စိုင်းနဲ့အဲ့တော့သူထက်တာဆိုတဲ့စိုင်းလေးကဘာတွေရမလဲဆိုတော့ထမနာချက်နဲ့သူလိုက်ကြည့်ကြပါအောင်ရှင် ောဒီနေ့ဘာတွေမှားတာလဲဆိုတော့ခိုးတောင်ခေါက်ဆွဲရယ်အုံနှုတ်ခေါက်ဆွဲရယ်ပြီးတော့ကြာတန်တော့ရမှားတာပါတယ်ဘာရင်စားမလဲဆိုတော့တခါမှမစားဘူးတော့ခိုးတောင်ခေါက်ဆွဲကိုအရင်ဆုံးစားပါမယ်ဒီတိုင်းလေးအဖွင့်လာကြရပြီပေါ့နော်15နှစ်လောက်ရှိနေပြီတော့ငါးကင်လည်းရတယ်ငါးကင်ကတော့ညနေပိုင်းမှာရတာပေါ့နော်ဒီတိုင်းကမနောက်ပိုင်းဆိုလို့ရှိရင်တိတ်တိတ်တူးအခု6ရောက်တဲ့အချိန်ကစိုင်သိန်းကနေမှရောက်သွားတာပေါ့နော် ်ပေါ့အောင်မှလို့အုံလို့ခပ်ဖယ်လေးလဲစားလိုက်အောင်ဒီဆိုင်လေးကအခုဒီလကုံပေါ့တနက်လာပိုင်းကစားပြီးတော့မနက်ကောညရောဇက်တိုက်တနေကုံဖွင့်မှာဆိုတော့တက်တဲ့အချိန်တော့လာစားလို့ရပါတယ်မနက်6နာရီလောက်စားပြီးတော့ဖွင့်မယ်တဲ့ဒီဆိုင်လေးကဟိုညဉ့်ညံတော့လာစားပါတော့နော်ကုံသွားမှလို့လို့တကြိတ်သိုးနေတဲ့ဆိုင်ဆိုတော့ခေါက်ဆွဲက6နာမလိုက်ချင်ဘူးအင်းအမေကလည်းတော့မဟုတ်လို့မျိုးနိုးစိမ့်လေးနဲ့ဆိုတာလေးဆားလို့ကလည်းချက်ဆိုင်လေးနဲ့ မှန်တမ်းပြောရလို့ကျွန်တော်အုံလို့ခေါ်ကြတော့အလောက်မကြဘူးပေါ့နော်ဒါပေမဲ့အထမ်းကတော့ဖားလို့ကောင်းတယ်အဲ့လိုတချို့အုံလို့ခေါ်ကြဘလို့လဲချောလဲတေချာတော့မပြောပြတတ်ဘူးပေါ့ဒါပေမဲ့ဒီဆိုင်လေးကတော့အုံလို့ကဆက်စိမ့်လေးနဲ့လူစိမ့်လေးဆိုတော့ဖားလို့ကောင်းတယ်ချောတော့အဆင်ပြေတာပေါ့နော်အုံလို့အဲ့လိုမျိုးအရင်မကြိုက်တဲ့လူတွေတော့ကျွန်တော်တော့လေးလက်ဖားလိုက် တော်တော့အိမ်သားတိုင်နေလို့လို့ရှင်ကွာကြာလန်တော့ဆိုလို့ရှင်ကြာလန်ကနည်းနည်းလေးပဲပါအရွက်တရားများလေဘာမှကြာလန်ကအပြည့်ပါပေးရတဲ့ဈေးနဲ့လည်းတန်တယ်ပေါ့နော်ဇူလီရလည်း1500 2500အဲ့ဒီဝင်ကျင်ပတ်လဲပဲဆိုတော့တကယ်ဘတ်ဂျက်ဆိုင်လေးဒီခက်ကြီးနဲ့အဲ့လို1500ရတဲ့ဆိုင်ဒီဘာနဲ့တော့ရှားပါပြီလေအရသာလည်းပြင်းပြင်းပြန်ပြန်လုံးဝအဆက်တဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်လည်းဆိုင်ကလုံးဝနာမည်ကြီးနေရာကြီးမှာဆိုလို့ရှင် ကဲဒီဆိုင်လေးကိုလာခြင်းလို့ရှိရင်ဘယ်လိုလာရမလဲဆိုတော့ကြီးမနိုင်ညာသေးရဲ့အရှိရာဘိုသူရလမ်းထဲမှာဖွင့်ထားပါတယ်အနောက်မှာလည်းစားနေကြဆိုင်တော့ရှိရယ်ပေါ့နော်ဒါပေမဲ့ချောရဲ့စားနေကြတော့မဟုတ်စိုင်နဘယ်ကစားနေကြပါချောကသူမထက်တောင်လို့သူထက်တောင်မှာလာစားတာပေါ့နော်ခဲတရခြေရဲ့တဘောသူထက်တော့တာနိုင်ပါပါကျသူထပ်တာကြင်လို့ရှိရင်ဒီလိုင်းလေးကိုလာစားကြပါလို့ကျောကပြောချင်ပါတယ်။ကျောကနောက်တစ်ပတ်မှာဘယ်လိုမျိုးစားလာရင်စားပြအောင်လဲဆိုတာကိုသိကြင်လို့ရှိရင်ကျောရဲ့ဗီဒီယိုလေးကိုဆက်ပြီးတော့စောင့်ကြည့်ကြပါအောင်နော်။ခနဲ့တူနောက်ပတ်မှာပြန်လို့ကြမယ်။တတ်တာ